ကိုနေတဲ့လမ်းထဲကပုံမှန်စားတော့ဆိုင်ဒီဇိုင်းနဲ့လိုင်းပေါ်မှာဝော့ဝဲပွဲပေါက်နေတဲ့အထည်ဆိုင်ဒီဇိုင်းဘသူကပို့ပြီးတော့ဆောင်ရမယ်ထင်တယ်ဒီလိုပဲကျွန်တော်တို့လမ်းထိတ်လမ်းထဲကပုံမှန်ရောင်းနေတဲ့အထည်ဆိုင်ဒီဇိုင်းနဲ့အွန်လိုင်းပေါ်မှာဝော့ဝဲပွဲပေါက်နေတဲ့စားတော့ဆိုင်ဒီဇိုင်းဘသူကပို့ပြီးတော့ဆောင်ရမယ်ထင်တယ်အောင်မင်္ဂလာပါစီးကြံနေပြန်ကြိုးစားလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့မားကတ်တင်းဘိုင်းကိုတိုးတက်အောင်လုပ်နေတဲ့အောင်ပုံဖြစ်ပါတယ် ကျွန်တော်ဒီကနေ့အဓိကပြောချင်တဲ့အကြောင်းက digital marketing ဖြစ်ပါဆက်စပ်ရင်းမိခဲ့သလိုမျိုးလေကျွန်တော်တို့လဲထဲမှာရောင်းနေတဲ့ပုံမှန်ရောင်းနေရတဲ့စားသောက်ဆိုင်တဆိုင်တဲ့ line ပေါ်မှာ row ကွဲပေါက်နေတဲ့အထည်ဆိုင်ဆိုင်ကအူရောင်းရမှာဖြစ်ဒီလိုပဲလဲထဲမှာပုံမှန်ရောင်းနေရတဲ့အထည်ဆိုင်ဆိုင်နဲ့ line ပေါ်မှာ row ကွဲပေါက်နေတဲ့စားသောက်ဆိုင်ကပုံပြီးရောင်းမှာဖြစ်ပါဆိုတော့ လုပ်ငန်းတစ်ခုပို့ပြီးတော့ရောင်းရဖို့ဆိုတာလူတိများဖို့ပေါက်ဖို့လိုပါလေအဲ့လိုတီးဖို့ပေါက်ဖို့အတွက်ဟောအရင်တုန်းကတော့ကျွန်တော်တို့က traditional မှာတော့ TV မှာကြောညာကြတယ် radio မှာကြောညာကြတယ်ဒီဘုတ်တွေထောင်ပြီးတော့ကြောညာကြတယ်เนาะဒီလိုမျိုးလုပ်ခဲ့ကြတယ်ဒီနေ့ခေတ်မှာကျတော့ digital marketing ဆိုပြီးတော့ digital မှာ marketing လုပ်ပါကြတယ်အဲ့တော့ digital marketing ဆိုတာဘာလဲလို့ပြောရင် marketing ကို digital platform ပေါ်မှာလုပ်တာ တို့တော့ digital platform လေးမှာ Facebook ပါမယ် TikTok ပါမယ် Instagram ပါမယ် Telegram ပါမယ် Viber ပါမယ်အဲကျွန်တော် website တွေပါမယ်အဲ့လိုအများကြီးပဲရှိတယ်အဲ့ဒီအများကြီးထဲမှာမှမြန်မာပြည်မှာလူသုံးအများဆုံးနဲ့အထူးအောင်ဆုံးပါတော့နှစ်ခုပဲ Facebook ရဲ့ TikTok ရဲ့ဒီနှစ်ခုကတော့လူလဲသုံးများတဲ့ထူးအောင်ပဲရှိတယ်ဂျန်နဲ့ Viber Telegram တို့ကတော့ရခိုင်လုံးနေပါတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းကို marketing လုပ်တဲ့အခါမြေပြင်ပေါ်မှာ offline မှာ လုပ်နေသလိုပဲ online မှာလည်းပေါ့မြောက်အောင်မြင်အောင်လုပ်ဖို့လိုပါတယ်ဆို online မှာပေါ့မြောက်အောင်မြင်အောင်လုပ်တဲ့အခါခုနကပြောတဲ့ Facebook ရှိမယ် TikTok ရှိတယ်ပေါ့နော်အဲ့ဒီနှစ်ခုမှပေါက်နေပြီဒါမှမဟုတ်အဲ့နှစ်ခုမှတစ်ခုမှပေါက်ပြီဆိုရင်တော့မှမိတ်ဆွေရဲ့လုပ်ငန်းရဲ့ရောင်းအားဟာနှစ်ဆမကသုံးဆမကတက်သွားနိုင်မှာကျွန်တော် TikTok မှာဟိုရေးပိုင်းကတွေ့ရအကင်ဆိုင်လားမသိဘူးလင်မရနေအောင်ကိုလန်ထဲမှာတစ်ပိုင်းတစ်တိုင်းစခဲ့တယ် TikTok မှာပေါက်ပြီးတော့အခုဝန်ထမ်း9ယောက်ရှိနေပြီဆိုပြောတာမိတ်ဆွေရဲ့လုပ်ငန်းကို ဒီ2025ကုန်တော့မယ်အချိန်ရောက်နေတဲ့အထိ online ပေါ်မတက်ရသေးဘူးဆိုရင် online ပေါ်ကိုတက်ပါ Facebook နဲ့ TikTok channel တစ်ခုတော့မဖြစ်မနေတုံးပြအောင်တုံးပါ marketing လုပ်ပြအောင်လုပ်အဲ့တော့ marketing ဘယ်လိုလုပ်ရမလဲဘာလုပ်ရမလဲဆိုတဲ့အပိုင်းညာတော့အရှိန်ကြီးပဲဒါအဲ့မှာကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်စကားလုံးလေး၅လုံးကိုကျွန်တော်ပြောခဲ့တယ် marketing လုပ်တဲ့အခါ peak ကြိုက်မီးဝယ်ညွှန်းဆိုတဲ့အဆင့်50လောက်ရပါတယ်ပထမအဦးဆုံးတစ်ဆင့်က peak ဖို့ဖြစ်ပါအဲ့တော့လူများများ peak ကျွန်တော်တို့က တော့ဘောခွင်းလားဘုံများလေအဲ့မှာကြိုက်တယ်မကြိုက်တယ်ဆိုတဲ့ကဏ္ဍကနောက်ဆက်လာမှာပါအဲ့တော့ပြောချင်တာကဥပမာမိတ်ဆွေတို့ရဲ့စိုင်ကိုလူတရာတိတာနဲ့လူတစ်ထောင်တိတာနဲ့လူတစ်သောင်းတိတာနဲ့လူတစ်သိန်းတိတာနဲ့လူတစ်တန်းတိတာနဲ့လူဆယ်တန်းတိတာနဲ့ဘယ်ဟာကပို့ပြီးတော့ရောင်းရဖို့ခွင်းလားဘုံများလေကျွန်တော်စာတင်နေကျွန်တော်က marketing mind ကိုတင်နေ ကျွန်တော်ကအင်္ဂလိပ်စာတင်တယ်အဲ့တော့ကျွန်တော်တင်တာကောင်းတယ်ုံနဲ့တည်းမလုံလောက်ဘူးဗျာကျွန်တော် marketing တင်တာကိုလူ1000တည်တာနဲ့လူ1000တည်တာနဲ့လူ3000တည်တာနဲ့လူ3000တည်တာနဲ့လူ10000တည်တာနဲ့ဘယ်ဟာကတင်တန်းသားပိုရဖို့ခွင့်လမ်းများမလဲ make sure ဒါလေးကိုစဉ်းစားကြည့်ပါပထမအဦးဆုံးတစ်ဆင့်က တည်တဲ့အဆင့်ဖြစ်ပါတယ်။အဲဒီကနေပြီးတော့မှနောက်အဆင့်တွေဖြစ်တဲ့ကြိုက်အောင်မေးအောင်ဝဲအောင်ညွန့်အောင်အဆင့်စဉ်တို့ရတာဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေတွေလုံလောက်ကိုလူတွေဘလောက်ထိတည်နေပြီလဲ။ပထမဆုံးအဆင့်အနေနဲ့တည်အောင်ကြိုးစားကြည့်ပါ။မိတ်ဆွေတို့အနေနဲ့ဒါလေးကိုသတိထားမိမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုံလောက်မှာအများကြီးပဲအကျိုးတရားမရှိမယ်လို့ယုံကြည်ပါတယ်။ဆိုတော့မိတ်ဆွေတွေလုံလောက်ကိုလူဘလောက်တည်နေပြီလို့ထင်တယ်။လူတစ်ပေါင်းလားလူတစ်သိန်းလားလူတစ်တန်းလားခံမှန်းကြီးအပြင်ဘလောက်လောက်တည်နေတော့ပြီလို့ထင်တယ်။ကွန်မန့်မှာပါဝင်ရေးသားပေးခဲ့ကြပါဦးခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့တက်တော့ဒီလောက်ပါခင်ဗျာကျွန်တော်နောက်မီတင်တူပြန်လာခဲ့ I'm the down.